ရှိလေပိုင်းဒေတာတစ်ခုလုံးကိုစစ်မြူမီဂိုတွေဖုံးလွှမ်းနေတဲ့အချိန်မှာပဲကဘာကြီးဟာဒီဒေတာရဲ့ခေတ်သစ်တပိုင်းမှာအန်ဒီရရှိဆုံးလို့ဆိုရမယ့်ဇလန်တပုတ်ကိုမျက်တောင်မခတ်တမ်းစောင့်ကြည့်နေရပါတယ်နိုင်ငံတကာဆက်ဆံရေးစီးမြင့်တွေစစ်ရေးချိန်ခွင်ရှာတွေနဲ့ကဘာအင်အားကြီးနိုင်ငံတွေရဲ့ယက်တီချက်တွေကိုပါပြန်လည်မေးခွန်းထုတ်စီမဲ့ဖြစ်ပျက်တစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒါကတော့အီရန်နိုင်ငံဟာနှစ်ပေါင်းများစွာဂါဇာဒေတာကိုအသက်ရှူကျက်စေခဲ့တဲ့အစ္စရေးရဲ့ပိတ်ဆို့မှုကိုထိုးဖောက်နိုင်ခဲ့ပြီဆိုတဲ့သတင်းပါပဲဒီသတင်းဟာကမ္ဘာမီဒီယာတွေရဲ့ခေါင်းကြီးပိုင်းမှာနေရာယူသွားခဲ့ပြီးတော့ ဒီသတင်းရဲ့နောက်ကွယ်ကအတိတ်ပဲကိုနားလည်ဖို့ဆိုရင်အစ္စရေးရဲ့ပိတ်ဆို့မှုဆိုတာဘာလဲဆိုတာကိုအရင်ဆုံးသိဖို့လိုပါတယ်။အစ္စရေးဟာဂါလာကိုကုံချောင်း၊ရေချောင်း၊လေချောင်းကနေအလုံးစုံဒီပါပိတ်ဆို့ထားခဲ့တာဆယ်စုနှစ်တခုကျော်ရှိပါပြီ။အစားအသောက်၊ဆေးဝါး၊လောင်စာဆီကစားဆောက်လုပ်ရေးပစ္စည်းတွေအစုံအရာအားလုံးကိုထိန်းချုပ်ထားခဲ့ပါတယ်။ဒီပိတ်ဆို့မှုဟာအစ္စရေးအတွက်တော့လုံခြုံရေးအရာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုလို့သူတို့ကဆိုပါတယ်။ဒါပေမဲ့ဂါသာမှာနေထိုင်တဲ့ပါလက်စတိုင်းပြည်သူတန်းတဲ့ချီအတွက်ကတော့ဒါဟာနေစဉ်ဘဝကိုခြောက်လှန့်နေတဲ့အကျဉ်းထောင်ကြီးတစ်ခုလို့ပါပဲ။ အခုတော့အီရန်ကဒီအချင်းထောင်ရဲ့တိုင်းကိုဖြိုချဖို့ကြိုးစားလာခဲ့တာပါအရင်တော့ကစစ်ရေးပြူဟာမှုတွေရဲ့လျှို့ဝှက်စည်းဝေးခန်းတွေထဲမှာပဲစိတ်ကူးနဲ့ပုံဖော်ခဲ့ကြတဲ့စစ်ရေးလှုပ်ရှားမှုမျိုးတွေဟာအခုတော့ကမ္ဘာပြည်သူတွေရဲ့မျက်စိရှိမှာအမှန်တကယ်ဖြစ်ပြလာခဲ့ပါပြီအီရန်ရဲ့အကူအညီပေးရေးတင်မော်တွေအစ္စရေးရဲ့ကာကွယ်ရေးစနစ်တွေကိုထောက်လှမ်းနိုင်တဲ့ဒရုန်းတွေပြီးတော့ပြစ်မှတ်ကိုတိကျသွားထိမှန်နိုင်တဲ့ဒုံးကျည်တွေဟာအစ္စရေးရဲ့ရေကြောင်းနဲ့လေကြောင်းမှာပိုင်ဆိုးမှုကိုတိုက်ရိုက်စိန်ခေါ်ဖို့တပြိုင်တည်းထဲလှုပ်ရှားလာခဲ့တယ်လို့သတင်းတွေကဆိုပါတယ် ဘယ်နိုင်ငံကမှတရားဝင်ထုတ်ပြန်ချက်မလုပ်ခဲ့ပါဘူး။တီဟီရန်ရောတဲအဗီရောဝါရှင်တန်မှာပါတိတ်ဆိတ်နေကြကြပါတယ်။ဒါပေမဲ့ဒီတိတ်ဆိတ်မှုရဲ့နောက်ပိုင်းမှာတော့တင်းမာမှုတွေရဲ့တုံ့ခံမှုကိုဂျေရုဆလင်မြို့ရဲ့လမ်းတွေဘက်ကနေဝါရှင်တန်ကအင်ဖြူရောရဲ့ဈေးညံတွေအထိကောင်းကောင်းကြီးခံစားနေကြရပါတယ်။ဒီကိစ္စကဒီမှာပဲရပ်မသွားခဲ့ပါဘူး။ပင်လယ်နီနဲ့ဂါဇာဝန်းကျင်ကခြေပင်တွေဟာနိုင်ငံတကာအင်အားပြိုင်ဆိုင်မှုရဲ့ဆင့်မြေပြင်တစ်ခုလိုဖြစ်လာခဲ့ပါတယ်။နိုင်ငံများပြားကအကူအညီပေးရေးတမောတွေဟာအစ္စရေးရဲ့ပိတ်ဆို့မှုကိုချိုးဖျက်ဖို့ကြိုးစားလာကြပါတယ်။ တချို့သင်္ဘောတွေဟာအစ္စရေးရေတပ်ရဲ့ဟန်တားမှုကြားကနေဂါဇာကမ်းခြေနားထိရောက်အောင်သွားနိုင်ခဲ့ပါတယ်။တချို့သင်္ဘောတွေကတော့အစ္စရေးရဲ့အင်အားသုံးမှုကြောင့်နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ဒီလိုအခြေအနေတွေဖြစ်ပေါ်ပြီးရက်အနည်းငယ်ကြာမှာတော့ကဘာကြီးကိုတုံ့လှုပ်စေတဲ့ကြေညာချက်တစ်ခုတီဟီရန်ကနေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့အီရန်ဟာကဘာလုံးဆိုင်ရာနိုင်ငံတကာအကူအညီပေးရေးသင်္ဘောရန်နဲ့တရံဝင်ပူးပေါင်းလိုက်ပြီဆိုတာပါပဲ။ဒီသင်္ဘောရန်ဟာနိုင်ငံပေါင်း45နိုင်ငံကအရက်ပတ်သင်္ဘောဓာစင်ပေါင်းများစွာနဲ့ဖွဲ့စည်းထားပြီးသူ့ရဲ့ယူရချက်ကရှင်းလင်းပါတယ်။ အစ္စရေးရဲ့ပိတ်ဆို့မှုကိုဓာတ်ရိုက်စိန်ခေါ်ဖို့ပါပဲ။တပြိုင်နက်တည်းမှာပဲအီရန်ရဲ့ကျယ်ပြန့်တဲ့ကန္တရားတွေထဲမှာတာဝေးပစ်ဒုံးကျည်စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ကတော့သူတို့ရဲ့စီးပွားရေးပိတ်ဆို့မှုတွေနဲ့တန်တမန်ရေးရာဖိအားတွေကြောင့်အီရန်ဟာအားနည်းသွားလိမ့်မယ်လို့တွက်ဆခဲ့ကြပါမိ။ဖြစ်လာတာကလုံးဝဆန့်ကျင်ဘက်ပါပဲ။အီရန်ဟာအရင်ကထက်ပိုပြီးခေါင်းမာလာခဲ့ပါတယ်။ပြင်ပကဘာနဲ့ဆက်သွယ်ဖြတ်ပြီးသူ့ရဲ့နျူကလ িয়ার စီစဉ်ကိုပို့ပြီးမြန်ဆန်တဲ့အချိန်နဲ့အကောင့်ထဲပေါ်လာခဲ့ပါတယ်။အခုမရမယ့်မေကွန်းကတော့ရိုးရှင်းပေမဲ့အကြောက်စရာကောင်းပါတယ်။ ီရန်ဟာသူ့ရဲ့အင်အားကိုထုတ်ပြပြီးချိန်ချောင်းနေတာလားဒါမှမဟုတ်တကယ်စစ်ပွဲကြီးတစ်ခုအတွက်ပြင်ဆင်နေတာလားဆိုတာပါပဲဒီနေ့ကမ္ဘာကမြင်တွေ့နေရတဲ့အီရန်ရဲ့ရဲရင်တဲ့ခြေလှမ်းတွေဟာရုတ်တရက်ဖြစ်ပေါ်လာတာမဟုတ်ပါဘူးဒါဟာဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့တမိုင်းဇလန်ရှိကြီးရဲ့အဆက်တစ်ခုသာဖြစ်ပါတယ်ဒီပဋိပက္ခရဲ့အမြင့်တွေဟာ1989ခုနှစ်အီရန်အစ္စလာမ်မစ်တော်လှန်ရေးအထိပြန်သွားပါတယ်တော်လန်ရေးပြီးမှအီရန်ဟာတော်လန်ရေးကိုပြည်ပသို့တင်ပို့ခြင်းဆိုတဲ့မူဝါဒကိုကျင့်သုံးခဲ့ပါတယ်ဒေတာရင်းကရှီယာလက်နက်ကိုင်ဖွဲ့တွေကိုထောက်ပံ့ခဲ့ပြီး အစ္စရေးနဲ့အမေရိကန်ကိုအဓိကရန်သူအဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့တမိုင်းမှာထူးဆန်းတဲ့အချက်တခုရှိပါတယ်။1989ခုနှစ်ဒေါ်လာရင်းမတိုင်ခင်ရှာဘီယန်ရေဇာလက်ထက်မှာအီရန်ဟာအမေရိကန်နဲ့အစ္စရေးရဲ့အရင်းနှီးဆုံးမဟာမိတ်နိုင်ငံတွေကတနိုင်ငံဖြစ်ခဲ့ပါတယ်။အမေရိကန်ဟာ1958ခုနှစ်မှာ Atoms for Peace အစီအစဉ်အရအီရန်ကိုပထမဆုံးနျူကလ িয়ার တပ်ပေါင်းမှုတိစောက်ဖို့ကူညီပေးခဲ့ပါတယ်။အီရန်စစ်တပ်ကိုခေမီလက်နက်တွေတပ်ဆင်ပေးခဲ့ပြီးစစ်ရေးလေ့ကျင့်မှုတွေအတူတကွပြုလုပ်ခဲ့ကြပါတယ်။ ။အစ္စရေးကလည်းအီရန်ရဲ့အဓိကရေနံဝယ်လက်တဦးဖြစ်ခဲ့တယ်လို့ဥရောပစျေးကွက်တွေကိုအီရန်ဝင်ရောက်နိုင်ဖို့ကူညီပေးခဲ့ပါတယ်။ Project Flower လို့ခေါ်တဲ့ဒုံးကျည်တစ်တွေကိုအတူတကွတီထွင်ထုတ်လုပ်ဖို့လျှို့ဝှက်စီရေး project တစ်ခုတောင်ရှိခဲ့ဘူးပါတယ်။ဒါပေမဲ့1989ခုနှစ်ဒေါ်လာရေးပြီးမှတော့ဒီမဟာမိတ်ဆက်ဆံရေးဟာလုံးဝပြောင်းပြန်ဖြစ်သွားပြီးဂျန်သူတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးအီရန်ပေါ်မှာတန်တမာရေးရာထိကျန်အောင်လုပ်တာစီးပွားရေးပိတ်ဆို့မှုတွေချမှတ်တာပြုတ်ဝက်ဆက်စင်ရေးတွေလှုပ်ဆောင်တာတွေအပြန်အလှန်ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒီဖီအားတွေကြောင့်ပဲအီရန်ဟာကိုယ်အားကိုယ်ကိုပြီးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေဒုံးကျည်အစီအစဉ်တွေနဲ့နျူကလ িয়ার အစီအစဉ်တွေကိုတိဆောက်ခဲ့ရတာပါမကြသေးခင်နှစ်တွေမှာတော့အခြေအနေတွေဟာပိုပြီးပြင်းထန်လာခဲ့ပါတယ်2020ပြည့်နှစ်မှာအီရန်ရဲ့ထိပ်တန်းပို့ချုပ်ကြီးကာဆင်ဆိုလီမာနီကိုအမေရိကန်ကဒရုန်းနဲ့တိုက်ခိုက်တပ်ဖြတ်ခဲ့တာဟာအီရန်တပ်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီးလက်စားချေလိုစိတ်ကိုမေးဖွားပေးခဲ့ပါတယ်2024ခုနှစ်မှာဟစ်ဘိုလာကောင်းဆောင်ဟက်ဆန်နာရက်စလန်မှာထုတ်လုတ်ကြံခံလိုက်ရတဲ့အခါမှာတော့ မုန်တိမှုမီတောက်တွေဟာပို့ပြီးအကောင်းလာခဲ့ပါတယ်။တင်းမာမှုတွေအထုတ်ထိပ်ရောက်ခဲ့တာကတော့အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့၁၂ရက်ကြာစစ်ပွဲပါပဲ။ဒီစစ်ပွဲမှာအီရန်ဟာအစ္စရေးရဲ့အကြီးအကျယ်လေတောင်းတိုက်ခိုက်မှုတွေကိုခံခဲ့ရပါတယ်။ပို့ဆိုတာကအမေရိကန်ကပါတိုက်ရိုက်ဝင်ပါပြီးအီရန်ရဲ့နျူကလ িয়ার စက်ရုံတချို့ကိုဘုံကျဲခဲ့တာပါပဲ။ဒီတိုက်ခိုက်မှုတွေဟာအီရန်ကိုအခြေခံအဆောက်အုံပိုင်းရာထိခိုက်စေုံသာမကအီရန်ဟာချိန်မုံပြရမယ့်ချိန်ချောင်းဘူးဆိုတဲ့သတင်းစကားကိုလည်းရှင်းရှင်းလင်းလင်းပေးလိုက်တာပါပဲ။ဒီလိုတိုက်ခိုက်မှုတွေပြီးမှအီရန်သမ္မတက ုလသမဂ္ဂမှာအီရန်ဟာငြိမ်းချမ်းရေးကိုလိုလားပြီးစေးစားညှိနှိုင်းဖို့အသင့်ရှိတောင်းပြောခဲ့ပေမဲ့အစ္စရေးနဲ့အမေရိကန်တို့ကတော့သူတို့ရဲ့ရန်လုံနေတဲ့မူဝါဒတွေကိုမပြောင်းလဲခဲ့ပါဘူးအစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာဒိုဟာအထိရောက်ရှိလာချိန်မှာတော့အမေရိကန်ကဝင်ရောက်တားဆီးခြင်းမရှိဘဲတိတ်ဆိတ်နေခဲ့ပါတယ်အီရန်တပ်တော်ဒါဟာတန်တမန်ရေးရလမ်းကြောင်းဟာအသုံးမဝင်တော့ဘူးဆိုတဲ့တက်တွေပါပဲဒါကြောင့်ထိတ်တန့်ရင်ဆိုင်ရေးဟာသူတို့အတွက်တစ်ခုထီးသောရွေးချယ်စရာဖြစ်လာခဲ့ပါတယ်တဖက်မှာလည်းအမေရိကန်ကသူ့ရဲ့စစ်ရင်အားကိုထုတ်ပြခဲ့ပါတယ် USS Nimitz လေယာဉ်တင်သင်္ဘောကြီးကိုပါရှန်ပင်လယ်ဝေ့တဲ့ဆေးလွှတ်ခဲ့ပါတယ်။ဒီသင်္ဘောဟာအီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေကိုလေကြောင်းကနေတိုက်ခိုက်ဖို့အထူးကအသုံးပြုနိုင်တဲ့ရွေရှားစစ်စခန်းကြီးတစ်ခုပါပဲ။ဒါအပြင် American ရဲ့ထောက်လှမ်းရေးလေယာဉ်တွေဟာအီရန်ထိန်းချုပ်ထားတဲ့ Hormuz ရေလက်ကြားပေါ်မှာပြန်တမ်းပြီးစိန်ခေါ်ခဲ့ကြပါတယ်။ American ကအီရန်ကိုကမ်းလှမ်းချက်တစ်ခုပေးခဲ့ပြီးအီရန်ကသူ့ရဲ့ဒုံးကျည်အကွာအဝေးကိုကီလိုမီတာ900အောက်မှာပဲကန့်တတ်ထားမယ်ဆိုရင်သူတို့ရဲ့စစ်ရေးဖိအားပေးမှုတွေကိုရပ်တန့်ပေးမယ်ဆိုတာပါပဲ။ဒါပေမဲ့အီရန်တပ်တော့ဒီကမ်းလှမ်းချက်ကိုလက်ခံဖို့မဖြစ်နိုင်ပါဘူး။ ။ဘာလို့လဲဆိုတော့အီရန်မှာခင်မီတိုက်လေရင်တွေမရှိတဲ့အတွက်ဒုံးကျည်တွေဟာသူတို့ရဲ့အဓိကကာဝယ်ရင်းနဲ့တိုက်ခိုက်ရေးလက်နက်ဖြစ်နေလို့ပါပဲ။အကွာအဝေးကိုကီလိုမီတာ900ပဲကန့်တက်လိုက်ရင်အစ္စရေးကိုလှမ်းပစ်နိုင်တော့မှာမဟုတ်ပါဘူး။ဒါဟာအီရန်ကိုအစွဲမရှိတဲ့ကြားတကောင်အဖြစ်အောင်လုပ်နေလောက်ထားတာနဲ့အတူတူပါပဲ။နျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့လည်းအီရန်ဟာနိုင်ငံတကာရဲ့ဖိအားတွေကိုလုံးဝအလျှော်မပေးခဲ့ပါဘူး။ခါမီနီကယူရေနီယံအီရန်ပြည်သူတွေရဲ့အမျိုးသားခွင့်ရေးဖြစ်တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒါအပြင်တရုတ်စီက HQ9 တို့တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဝယ်ယူနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ရုရှားကလည်း MiG-29 နဲ့ Su-35 တိုက်လေယာဉ်တွေပေးပို့မယ်လို့ကတိပေးထားတာကြောင့်အီရန်ရဲ့လေတိုက်အင်အားဟာအရင်ကထက်တောင့်တင်းလာနိုင်ပါတယ်။အကယ်၍ရုရှားရဲ့ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်သာအီရန်လက်ထက်တကယ်ရောက်လာခဲ့ရင်ဒါဟာအစ္စရေးလေတပ်အတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာမှာသိကြပါတယ်။ပြင်ပကရန်သူတွေကိုရင်ဆိုင်နေရချိန်မှာပဲအီရန်ဟာပြည်တွင်းမှာလည်းအကြီးအကျယ်တန့်တင်ရှင်းလင်းရေးလုပ်ငန်းတွေတခုကိုလှုပ်ဆောင်နေခဲ့ပါတယ်။ အစ်ရီမော့ဆန်နဲ့ဆက်ဆက်တယ်လို့တန်တရားရှိသူတိုင်းကိုဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။စစ်နှစ်ရကြာစစ်ပွဲအတွင်းမှာလူပေါင်း2000တထောင်ထိဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။2025ခုနှစ်တနှစ်ထဲမှာတော့တရှိုမှုနဲ့ဆွဆွဲခံရသူတထောင်ကျော်ကိုကွပ်မြတ်ခဲ့ပါတယ်။ဒါဟာအီရန်ဆိုရဟာပြည်ရင်းသက်ဆက်ဖောက်တွေကိုဘလောက်ထိပြင်းပြင်းထန်ထန်အရေးယူနေလဲဆိုတာကိုပြသနေပါတယ်။ဒါပေမဲ့ဒီလိုလောက်ရက်တွေကအီရန်ကိုမော့ဆက်ရက်ကွန်ရက်ကနေတကယ်ပဲရှင်းလင်းနိုင်မလား။ဒါမှမဟုတ်ပိုပြီးရက်ဆက်တဲ့အရေးစစ်ပွဲတစ်ခုကိုမွေးဖွားပေးလိုက်တာလားဆိုတာကတော့မေးခွန်းထုတ်စရာပါပဲ။ ်အမေရိကန်နဲ့အစ္စရေးကိုအိတ်မပြောသေးတဲ့နောက်ထပ်အချက်တစ်ခုကတော့အီရန်ရဲ့လျှို့ဝှက်ဒုံးကျည်စမ်းသပ်မှုတွေပါပဲနိုင်ငံတကာအစိုးရခန်းသားတွေအရအီရန်ဟာတရားဝင်မကျင်းကြပဲတိုက်ချင်းပစ်ပယ်ထိန်ဒုံးကျည်တွေကိုစမ်းသပ်နေတယ်လို့ဆိုပါတယ်တကယ်လို့သာဒီသတင်းမှန်ကန်ခဲ့မယ်ဆိုရင်အီရန်ရဲ့ချိန်ချောက်မှုဟာအရှိလေပိုင်းဒေတာကိုကျော်လွန်ပြီးကမ္ဘာအဆင့်ကိုရောက်ရှိသွားပြီဆိုတဲ့အထိပ္ပယ်ပါပဲ။အမေရိကန်နဲ့အစ္စရေးတို့ရဲ့အဓိကစိုးရိမ်ပူပန်မှုကတော့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ပါပဲ။အမေရိကန်ရဲ့နျူကလ িয়ার ထောက်လှမ်းရေးလေယာဉ် WC-135R Constant Phoenix Core Nuke Sniffer ဟာအရှေ့လက်ပိုင်းဒေသမှာတက်ကြွသွားပြန်တန်းနေတာကိုတွေ့ရပါတယ်။ဒါဟာ American ကအီရန်ရဲ့ nuclear လုံဆောင်မှုတွေကိုဘလောက်ထိအလေးထားစောင့်ကြည့်နေလဲဆိုတာကိုပြသပါတယ်။ Israel အတွက်တော့အခြေအနေဟာအလွန်အရေးကြီးနေပါတယ်။အီရန်ကအကြီးစားထိတ်တိုက်ရင်ဆိုင်မှုတစ်ခုအတွက်ပြင်ဆင်နေပြီလို့အီရန်ရဲ့တန်တမန်ဟောင်းတို့ကပေါ်ပေါ်တင်တင်ပြောကြားထားတာခဲ့တာကြောင့်စစ်ပွဲကြီးဟာမိပွားလေးတစ်ခုကနေစတင်သွားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ Israel ကသူ့ရဲ့လေကြောင်းရန်ကာဝေးရေးအတွက် Start ဒါမှမဟုတ် Patriot စနစ်တွေဘလောက်ပဲတက်စင်တက်စင် အီရန်မှာဒီကာဝေးရေးစနစ်တွေကိုအသုံးမဝင်တော့အောင်လုပ်နိုင်တဲ့လက်နက်တွေရှိနေပါတယ်၁ကာဆန်ဘတ်ဆာဒုံးကြီးဟာအီရန်ရဲ့အသစ်ဆက်ဆက်လက်နက်တစ်ခုဖြစ်ပြီးဘယ်စစ်ပွဲမှာမှအသုံးမပြုရသေးပါဘူးဒါကြောင့်အစ္စရေးမှာဒီဒုံးကြီးကိုဘယ်လိုကာကွယ်ရမလဲဆိုတဲ့အတွေ့အကြုံလုံးဝမရှိပါဘူး၂015ခုနှစ်မေလမှာစတင်မိတ်ဆက်ခဲ့တဲ့ကွာဆန်ဘတ်ဆာဟာလောင်စာသုံးပေတိန်ဒုံးကြီးဖြစ်ပြီးအကွာအဝေးကီလိုမီတာ1200အထိပြတ်ခတ်နိုင်ပါတယ်သူ့ရဲ့အမြန်နှုန်းဟာအတန်ထက်ဆက်တက်စာအထိရှိပါတယ် ဒီလို hypersonic အမြန်နှုန်းကြောင့် Israel ရဲ့ကာကွယ်ရေးစနစ်တွေမှာတုံ့ပြန်မှုအချိန်အလွန်နှဲသွားပါပြီ။ထိပ်ဖူးမှလည်းပေါက်ကွဲရပြင်းတဲ့ရန်ပေါင်900ကီလိုဂရမ်အထိတည်ဆောင်နိုင်ပါတယ်။အထူးခြားဆုံးချက်ကတော့ GPS မလိုပဲပစ်မှတ်ကိုအပူလိုင်းသုံးပြီးတိကျသွားပစ်ခတ်နိုင်တဲ့စနစ်ပါပဲ။ဒါကြောင့် electronic စနစ်လုပ်တာတွေကဒီဒုံးကျည်ပေါ်မှာအလုံးလုံးမှာမဟုတ်ပါဘူး။နှစ် Corum Sha ဒုံးကျည်တွေဟာပိုပြီးကြီးမားတဲ့ချိန်ချောင်းမှုတစ်ခုပါပဲ။နောက်ဆုံး version ဖြစ်တဲ့ Corum Sha 4တာလက်ပစ်ပဲတိန်ဒုံးကျည်ဖြစ်ပြီး အကွာအဝေးကီလိုမီတာ2000အထိရောက်ပါတယ်။ဒါဟာ Dell Avid တင်မကပဲဒေတာရင်းကအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုပါပြစ်ခတ်နိုင်တယ်ဆိုတဲ့အတိတ်ပဲပါ။ကြောင်းမက်ဆရာအကောင်းဆုံးကတော့ထိတ်ဖူးမှာပေါက်ကွဲအပြင်ရန်1.8တန်အထိတည်ဆောင်နိုင်ပြီးလိုအပ်ရင်နျူကလ িয়ার ထိတ်ဖူးတက်ဆင်နိုင်တဲ့ရွေးချယ်ခွင့်ပါပါရှိနေတာပါပဲ။အမြန်နှုံးကလည်း Match 8ရှိတာကြောင့်ရန်သူအတွက်တုံ့ပြန်ဖို့အချိန်အလွန်နေပါတယ်။အီရန်ဟာ Khorramshahr 5ကိုလည်းထုတ်လုပ်ဖို့ပြင်ဆင်နေပါပြီ။ ဒါဟာတကယ့်ကမ္ဘာလုံးဆိုင်ရာချင်းချောက်မှုဖြစ်လာနိုင်တဲ့တိုက်ချင်းပစ်ဒုံးကြီး ICBM ဖြစ်ပြီးအကွာအဝေးကီလိုမီတာ12000အမြန်နှုန်း match 16တနအီကီလိုမီတာ2000နဲ့ထိပ်ဖူးနှစ်တန်တည်ဆောင်နိုင်မှာဖြစ်ပါတယ်။သူ့ရဲ့ပေါက်ကွဲဟာ American ရဲ့ဘန်ကာဖြတ်ဘုံးတွေနဲ့ညီမျှတယ်လို့ဆိုပါတယ်။၃2025ခုနှစ်ဖေဖော်ဝါရီလမှာမိတ်ဆက်ခဲ့တဲ့ဒီ Intermat G ဟာအရှေ16မီတာအချင်း1.25မီတာရှိပြီးအလွန်ကြီးမှာပါတယ်။အကွာအဝေးကီလိုမီတာ1900အထိပြည့်ခတ်နိုင်တာကြောင့် ။အစ္စရေးတနိုင်ငံလုံးနဲ့ဒေတာရင်းက American စစ်ခန်းအားလုံးကိုလွှမ်းခြုံနိုင်ပါတယ်။သူရဲ့ထူးခြားချက်ကတော့ပေထိန်စနစ်ပါတဲ့ထိပ်ဖူးကြောင့်ပြစ်မှတ်ကိုမီတာ90အမှားယွင်းအတွင်းမှာပဲတိကျသွားပြစ်ခတ်နိုင်တာပါပဲ။၄ QM1 နဲ့ QM2 တုံးကြီးတွေဟာတာတိုပြစ်ပေထိန်တုံးကြီးတွေဖြစ်ပြီးအကွာအဝေးကီလိုမီတာ800နဲ့တိကျမှုမီတာ100ရှိပါတယ်။သူရဲ့ဒီဇိုင်းမှာတောင်ပိုင်းတွေမပါတာကြောင့်ရန်သူရေဒါတွေကထောက်လန်းရပိုခတ်ခဲစေပါတယ်။၅ Hovizak Cruise တုံးကြီးကတော့ပေထိန်တုံးကြီးတွေလိုအမြင့်ကနေပြန်တန်းတာမဟုတ်ပဲ မြေပြင်နဲ့နီးကပ်စွာနိမ့်နိမ့်ပြန်သန်းပြီးရေဒါတွေကိုရှောင်တိန်နိုင်ပါတယ်။အကွာအဝေးကီလိုမီတာ1350အထိပြစ်ခတ်နိုင်ပြီးတိကျမှုအလွန်မြင့်ပါပါတယ်။အီရန်ဟာရေတပ်အင်အားကိုလည်းပြသခဲ့ပါတယ်။အိတ်တာ1404လို့ခေါ်တဲ့ရေတပ်စရေလေ့ကျင့်မှုမှာ NASA, Quadar, Quadar တို့လို Cruise Dungey တွေကိုတပြိုင်တည်းပြစ်လုပြီးပြစ်မှတ်တွေကိုတိကျသွားထိမှန်အောင်စွမ်းဆောင်ပြခဲ့ပါတယ်။တကယ်လို့သာအီရန်ကဒီဒုံးကြီးတွေအားလုံးကိုတပြိုင်တည်းအသုံးပြုခဲ့ရင်ဘာတွေဖြစ်လာနိုင်မလဲ။အဆင့်1စီးပွားရေးကမ္ဘာပြကိန်း အီရန်ကအစ္စရေးရဲ့ရေနံချက်ဆက်ယုံတွေနဲ့စွမ်းအင်ဖြန့်ဖြူးရေးကွင်ရပ်တွေကိုဒုံးကျည်အနေငယ်ပိတ်ခတ်လိုက်ရုံနဲ့အစ္စရေးစီးပွားရေးဟာရပ်ပိုင်းအတွင်းမှာပြိုလဲသွားနိုင်ပါတယ်။ကမ္ဘာရေနံစင်းလုံးတွေထိုးတက်ပြီးကမ္ဘာဈေးကွက်တစ်ခုလုံးအကျပ်တဲတွေ့သွားနိုင်ပါတယ်။အဆင့်နှစ်ဒေတာဆိုင်ရာကမ္ဘာပြက်ကိန်းအီရန်ကအစ္စရေးကိုတိုက်ခိုက်ရုံသာမကကမ္ဘာစွမ်းအင်ရဲ့အဓိကသွေးကြောဖြစ်တဲ့ Hormuz ရေလက်ကြောကိုပါပိတ်ပစ်လိုက်မယ်ဆိုရင်ကမ္ဘာရေနံနဲ့သမောရီဟာရပ်တန့်သွားပြီးရေနံဈေးတွေအဆမတန်ထိုးတက်သွားပါလိမ့်မယ်။ဒါပြိုင်နဲ့ထဲမှာပဲဒေတာရင်းက American စစ်အခြေစိုက်စခန်းတွေကိုပါတိုက်ခိုက်မယ်ဆိုရင် အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေပါဒီစစ်ပွဲတွေကိုဆွဲသွင်းခံရမှာဖြစ်ပါတယ်။အဆင့်3ကမ္ဘာလုံးဆိုင်ရာကမ္ဘာပြကိဒါကတော့အဆိုးရွားဆုံးအခြေအနေပါပဲ။အီရန်ကနျူကလ িয়ার ထိပ်ဖူးတက်ဆင်နိုင်တဲ့ဒုံးကျည်တွေနဲ့အစ္စရေးရဲ့မျိုးကြီးတွေကိုဒါမှမဟုတ်အမေရိကန်စစ်ကမ်းတွေကိုပိတ်ခတ်လိုက်မယ်ဆိုရင်ဒါဟာဒေတာရင်းစစ်ပွဲအဆင့်ကိုကျော်လွန်ပြီးကမ္ဘာစစ်အသစ်တစ်ခုဖြစ်ပွားလာနိုင်ပါတယ်။အီရန်ရဲ့ဒုံးကျည်တွေဟာလက်နက်တပ်တမဟုတ်တော့ပါဘူး။သူတို့ဟာအီရန်ကိုဖိအားပေးလာခဲ့ရင်တကမ္ဘာလုံးမီးလောင်တိုက်သွင်းသွားနိုင်တယ်ဆိုတဲ့ရှင်းလင်းပြတ်သားတဲ့သတင်းစကားတစ်ခုပါပဲ။ ။ Israel က Iron Dome နောက်ကမှာဘလောက်ပဲပုံနေနေ။ American ကလင်တင်သမော်တွေဘလောက်ပဲဆေလွတ်ဆေလွတ်။ Iran ရဲ့ဒုံးကျည်နည်းပညာဟာဆက်လက်တိုးတက်နေပြီးပုံမမြန်ဆန်ပုံမတိကျပုံမကာကွယ်ရခက်ခဲလာနေပါတယ်။ Iran ကာကွယ်ရေးဝန်ကြီးကဆနေရကြစစ်ပွဲဟာသွေးပူလေ့ကျင့်ခန်းတစ်ခုသာဖြစ်တယ်လို့ပြောခဲ့တာဟာစကားသက်သက်မဟုတ်ပါဘူး။ဒါဟာအီရန်မှာအတုံးမပြူရသေးတဲ့ဟွက်ဖဲရီအများကြီးရှိနေသေးတယ်ဆိုတာကိုတတိပေးလိုက်တာပါပဲအခုတော့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာကြီးမားတဲ့ဖိအားအောက်ကိုရောက်နေပါပြီဂါဇာမှာလူတွေထောင်ချီသေဆုံးနေပြီး ကမ္ဘာကအပြစ်ခတ်ရစဲဖို့တောင်းဆိုနေချိန်မှာအီရန်ရဲ့ချိန်ချမှုကလည်းတစ်ဖက်မှာကြီးထွားလာနေပါတယ်။ဂါဒါမှာတောက်လာနေတဲ့မိတောက်တွေဟာမနက်ဖြန်မှာဒေတာရင်းစစ်ပွဲကြီးတစ်ခုကိုမိမွေပေးလိုက်နိုင်ပါတယ်။ကမ္ဘာကြီးဟာအခုအဖြေတစ်ခုကိုစောင့်မျှော်နေရပါတယ်။ဒါဟာကမ္ဘာစစ်အသစ်ရဲ့အစလား။ဒါမှမဟုတ်ပိုကြီးမားတဲ့ပျက်စီးခြင်းရဲ့ဏီဒန်းတစ်ခုလားဆိုတာပါပဲ။တခုသေးကြတာကတော့အရှေ့လေပိုင်းရဲ့နိုင်ငံရေးမြေပုံဟာနောက်တစ်ခါဘယ်တော့မှအရင်လိုဖြစ်တော့မှာမဟုတ်ဘူးဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။